မန္တလေးမြို့မှာမန္တလေးတူမန္တလေးသားတွေတော့တိတ်မသိကြသေးတဲ့သမိုင်းဝင်နေရာလေးတစ်ခုရှိပါတယ်။အဲဒါကတော့မန္တလေးတောင်ကြီးချင်းသိကြီးနှကောင်ရှိတာဇောင်းနေအနီးကကုရိနိုင်ယုံအင်ဂျင်နော်ဖျားပဲဖြစ်ပါတယ်။မန္တလေးတောင်တဲ့ကားလမ်းပေးလမ်းရဲ့ညာဘက်မှာရှိတာဖြစ်ပြီးတိုင်ငူမုံတဲ့အဆောင်တစ်ခုလည်းဖြစ်ပါတယ်။ဒေဒီကြီးဥက္ကဋ္ဌီတီထားကိုခဲ့တဲ့ဖိအားသစ်စုဖြစ်ပါတယ်။ အင်ဂျင်တော်ဖျားဆိုရတဲ့အတိုင်းပဲအဆောင်အုံတွင်ပိုင်းနေရတွေမှာအင်ဂျင်ပင်တဲ့ train ထူထားတဲ့ဗဟုလက်ရာတွေကိုတမှုထူးခြားမြင်တွေ့ရပါတယ်။အင်ဂျင်ပင်ပုံစံ train ထူထားတဲ့အခိုင်အခက်တွေပေါ်မှာနားနေတဲ့ချင်းကရိတ်ဆန်တွေရဲ့ရုပ်တုတွေကအလုံးပဲအနုစိတ်လက်ရာမြောက်လာပါတယ်။ဟုတ်ပါမြတ်စွာဘုရားဖိနေဗန်စံတော်မူခြင်းမှာ အင်ဂျင်တော်တဲ့အင်ဂျင်ပန်းတွေချိန်ကမဟုတ်ပဲပူဝင်ကိုင်းညွန်ကမြတ်စွာဘုရားကိုပူဇော်ခဲ့ကြပုံကိုနမူနာယူပြီးရေတိကြီးဥက္ခဏီကစိတ်ကူးကောင်းတွေနဲ့ဖန်တီးခဲ့တာလို့သိရပါတယ်။ကန္နာကူလီတိုင်းခူလုံရဲ့အဓိကဖြစ်တဲ့မြတ်စွာဘုရားပြိဋိဘံပြူဟံနောက်နောက်မှုရုပ်ပွားတော်မြတ်ကြီးကတင့်တယ်တပယ်လာပါတယ်။ ကိုဒီနိုင်ယိုအင်ဂျင်နီယာဖရာကိုတိစောက်ခဲ့တဲ့လာနေနေရတွေကိုတေးစိမတိရပေမဲ့လည်းဒုတိယကမ္ဘာစစ်ရင်မတိုင်းကလေးရောတိစောက်ခဲ့တာဖြစ်နိုင်တယ်လို့ခံမှန်းတာတွေရှိပါတယ်။ကနာကူဒီတိုင်းအဆောင်အုံတွေမှာခံပေါင်း80ခန်းရှိပြီးအပြေဘက်မှာတော့45ခန်းရှိပါတယ်။တမိုင်းတံမိုးကြီးမားတဲ့မြမရိုးရလက်မှုပညာတွေကိုသင်ရှားရှားမြင်တွေ့ရတဲ့ဖရာဖြစ်ပါတယ်။

ပြုလုပ်ခဲ့ရလို့သိရပါတယ်။ဧသိကြီးဥက္ကဏီဟာအကျဉ်းသီလာဆရဏာနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များတစ်ပါးဖြစ်ပြီးမြို့ပေါင်း20ဌာနပေါင်း48ဌာနတိတိမှာသာနာပြုခဲ့သူဖြစ်ပါတယ်။1949ခုနှစ်မှာပြန်တော်မူခဲ့ရလို့သိရပါတယ်။ဧသိကြီးဥက္ကဏီတီထားကိုခဲ့တဲ့ဖះများစွာတဲ့ကကုဋေနိုင်ရုံအင်ဂျင်နော်ဖះမှာထူးခြားပြောင်ရောက်တဲ့မြမဝန်လက်ရတွေကိုထင်ထင်ရှားရှားမြင်တွေ့နေရဆဲဖြစ်ပါတယ်။ ပြင်းပေါက်တွေတကယ်ရင်တန်းစကားနဲ့ပတ်တာတွေကိုတန်တန်နဲ့ဒီဆောက်ထားတာကိုတွေ့ရပါတယ်။တန်ကြီးဆက်ချင်း Razor ချင်းမရှိပဲဒီဆောက်ထားတာကထူးခြားမှုတစ်ခုလိုဖြစ်နေပါတယ်။လက်ရှိမှာတော့အဆောင်ရဲ့ခန်းချိုဟာမက်လာ၂၈ရက်ကလောက်ခတ်ခဲ့တဲ့မန်လင်းငလင်းကြီးရဲ့တန်အနှဲငယ်ထိတိုက်ရတာကိုတွေ့ရပါတယ်။ကိုဒီနိုင်အောင်အင်ဂျင်နီယာဖေယားကိုဖူးမြော်လေးလာမယ်ဆိုရင်အရင်ဦးဆုံးမန်လေးတောင်ချင်း ရှင်သင်ကြီးနှံကောင်မဟုတ်ဘူးကိုရောက်အောင်တွားရမှာဖြစ်ပါရင်အဲဒီကဆင်းမန်လေးတောင်တဲ့ကလန်တိုင်းဒါမှမဟုတ်ချင်းချင်းတောင်တဲ့ဆောင်းတန်းကလည်းတွားလို့ရပါတယ်အရင်တော့ဖခင်ကရှင်သင်ကြီးနှံကောင်ဆောင်းတန်းကနေဆိုရင်ကားနဲ့တမလောက်တာမောင်းရပြီးဆောင်းတန်းကဆိုရင်ငါးမိလောက်တက်ပြီးတာနဲ့ဖခင်ဆင်းလေကဝင်မဟုတ်ဘူးကိုရောက်ပါတယ်ကိုဒီနိုင်ရဲ့အငင်းတော်ဖရာကိုလူမှုရေးစီးပွားရေးအောင်ဖို့လောကီဒိဋ္ဌံဝင်ကြသူတွေရှိကြပါတယ်။ ဒေတဲ့အောင်သူတွေရှိလာလို့လဲရာဇလူတိများလာပြီးခန္ဓာကိုယ်ရည်ရိုက်တွင်မှာပွဲထိုးတာပါဝါစရတာမျိုးလည်းရှိကြပါတယ်မန္လီတောင်ပေါ်နဲ့တောင်ကြီးမှာတီထောင်ကိုဝယ်ခဲ့ကြတဲ့သမိုင်းဝင်စီဒီပထိုးများစွာတွေကကုရိနိုင်ရောအင်ဂျင်တော်ဖျားကလည်းနောင်သာနောင်သားတွေအတွက်အမွေအနှစ်တစ်ခုဖြစ်နေတီရှိလို့နေပါတော့တယ်